Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ So Super Sunday မှာဆိုလို့ရှိရင်လည်း Premier League ပွဲစဉ်တွေအပြင်တခြားသော League ပွဲစဉ်တွေရှင်ပြန်ကစားဖို့ရှိပါတယ်ဆိုတော့ထုံးစံတိုင်းပွဲကြိုသုံးသပ်ခမှန်ရွေးချယ်မှုလေးပြုလုပ်ပေးခြင်းပါတယ်မနေ့ကတော့ကျွန်တော် video လေးမတင်ပြပြင်မဲ့ live လေးလွှင့်ပြီးတော့ကျွန်တော်၃ပွဲပေးခဲ့တယ်ဗောနော် free ပွဲစဉ်၂ပွဲပေးခဲ့တယ်အဲ့ဒီမှာမှဒါ Parma Body ရဲ့ Parma Go Out ရဲ့ပြီးတော့ United Go အပေါ်ရဲ့ပေးခဲ့တာဒါ၃ပွဲလုံး okay သွားခဲ့ပါတယ်ဆိုတော့ကိုကြီးကိုရီအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ် ဆိုတော့မမ group မှာလည်းပေါ့နော်လုံအောင် okay ခဲ့တာမျိုးရှိပါတယ် okay ဆိုတော့ဒီနေ့မှာလည်းထပ်ပြီးတော့အဲကိုညီကိုတွေပေါ့နော်နိုင်ဘိုးတွေစအောင်လို့စူးစမ်းပြီးတော့ရွေးချယ်တင်ဆက်ပေးကြပါတယ်ဒီနေ့မှာလည်းကျွန်တော် free poison နှစ်ပွဲရွေးချယ်ပေးထားပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်ကတော့ကျောက်တာ wolf အသင်းနဲ့ banle အသင်းရဲ့ပွဲစဉ်ပေါ့နော်ပထမပွဲစဉ်ကတော့ဒီပွဲစဉ်ကိုကျွန်တော်ရွေးချယ်တုံးသက်ပေးကြပါတယ်ဆိုတော့ wolf ကတော့ဒီရာသီမှာရလက်ပိုင်းတွေတော်တော်လေးစိုးနေတယ်ဒါ premier league ရှစ်ပွဲကစားပြီးထားတဲ့အချိန်မှာဆိုလို့ရှိရင်တော့နိုင်ပွဲလုံးဝမရရှိဘဲနဲ့ဒါနှစ်ပွဲတည်း 6ပွဲထိရှုံးနားပြီးတော့ရမှတ်အားဖြင့်နှစ်မှတ်ပဲရပြီးတော့အမှတ်ပေးစရာအဆင့်20မှာရပ်တည်နေတာမျိုးရှိတယ်ဆိုတော့တော်တော်လေးရလက်ဆိုးွားနေလို့ပြောရမှာလည်းဖြစ်တယ်တစ်ဖက်ကဘန်လီတင်းဘန်လီတင်းကတော့ပရီးမီးယားလိဒါ10ပွဲကစားပြီးထားတဲ့အချိန်မှာ2ပွဲနိုင်ထားတဲ့2ပွဲသိရင်5ပွဲရှုံးထားတာဖြစ်တဲ့အတွက်ဒါဟုတ်အတင်းထက်တော့ရလပိုင်းကောင်းတယ်လက်ရှိအမှတ်ပေးစရာမှာဆိုလို့ရှိရင်လည်းအဆင့်16နေရာမှာရပ်တည်နေတယ်။ Okay ဆိုတော့ကျွန်တော်မိုလီနက်စ်မှာ head to head ပေါ့နော်နောက်ဆုံးတွေ့ဆုံခဲ့မှု2ချိန်မှာတော့ Wolf ကအသာစီးရရှိထားတယ် အရင်တစ်နှစ်ကတော့1စီးနဲ့နိုင်လာပြီးတော့8တစ်နှစ်ကတော့ဒါ2စီးဆိုတဲ့ရလက်မျိုးနဲ့နိုင်ရရှိထားတာဖြစ်နေတော့ Wolf ကတော့ Bandle အသင်းပေါ်မှာအနီးကပ်ဆုံးနှစ်ချိန်မှာတော့အသာစီးရရှိထားတာမျိုးရှိတယ်။ဒါပေမဲ့လက်ရှိ current form တွေအရကြည့်မယ်ဆိုလို့ရှိရင်တော့ Wolf အသင်းရဲ့ခြေစွမ်းကအားရစရာမရှိဘူး။နောက်ဆုံးရှင်းမြန်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်တန်တက်ဆန္ဒလန်အသင်းကိုဒါ2စီးဆိုတဲ့ရလက်မျိုးနဲ့ဂိုးပြတ်ရှုံးနိုင်ခဲ့ရတယ်။တစ်ဖက်က Bandle အသင်းကတော့နောက်ဆုံးရှင်းမြန်ကစားခဲ့တဲ့ပွဲစဉ်မှာ League ကို2စီးဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိထားတယ်။ဆိုတော့နှစ်သင်းရဲ့လူစင်းရပါတော့ line up ရရှင်ကြည့်မယ်ဆိုလို့ရှိရင်တော့ Wolf ကတော့နည်းနည်းလေးတာတယ်တိုးတော်လည်းလက်ရှိမှာ Wolf အနေနဲ့ ဒီ setup ပိုင်းဆိုင်ရာပေါ့နော်နိုင်ပွဲတပွဲအရာယူဖို့အတွက်ယုံကြည်မှုပိုင်းကဒါလုံလောက်တဲ့အနေအထားမျိုးမှာမရှိဘူးဆိုတော့ဒီပွဲစဉ်ကတော့တစ်ဖက်ကဘန်လီတင်းလဲဖြစ်တယ်အင်ဂွင်းမိုလီနက်စ်မှာကစားမှာဖြစ်တယ်တော့ hoof အသင်းနဲ့ဒီပွဲစဉ်ကတော့ဒါယုံတင်းတယ်လို့တော့ကျွန်တော်ထင်တယ်အင်ဂွင်းပရိသတ်တွေအတွက် Premier League ပထမဆုံးနိုင်ပွဲရှာဖီပွေးရမဲ့ပွဲစဉ်ဒီပွဲကိုအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒါ PR တွေအနည်းငယ်ရောကြသွားမှာလည်းဖြစ်ပါတယ် hoof အသင်းအနေနဲ့ဆိုတော့လက်ရှိကျွန်တော်အာရှဇေကွဲရဲ့အကြောပြမှုရကြည့်မယ်ဆိုလို့ရှိရင်တော့ hoof အသင်းက ဒါမနက်ခင်းမှာ level 80လောက်ကနေပြီးလက်ရှိမှာအတင်းရှုံးဆိုတာမျိုးအထိပြင်းရှလာတာမျိုးလေးပြင်းပြင်းရှရှလေးအကျော်ပေးလာတယ်အပြီးတော့ကိုပေါင်းကြီးကတော့2-30ဆိုတာမျိုးလေးအကျော်ပေးလာတယ်ဒါကလည်း fair ဖြစ်တဲ့အကျော်ပေးမှုလို့ပြောလို့ရပါတယ် hoof အတင်းအနေနဲ့ဒါပေးတင်ပေးထိုက်တဲ့အကျော်ပေးမှုကိုပေးထားတယ်တစ်ဖက်ကဘန်လီကလည်း short တော့လို့မရတဲ့အတင်းဆိုတော့ဘန်လီအတင်းကို Aston Villa အတင်းတော်မှာ 1+20 ပေးထားတဲ့အနေထားမှာရလပိုင်းနဲ့စိုးွားနေတဲ့ hoof အတင်းကဒါ level 100ဆိုတာကတော့ကျွန်တော်ရှေ့ရပြောလို့ပဲ ပေးတဲ့အကြောပေးမှုဖြစ်တယ်ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော် hoof နဲ့အဲစွန့်စားချင်တာမျိုးလေးရှိပါတယ် Molinas မှာ hoof အသင်းအနေနဲ့ပထမဆုံးတော့ Premier League နိုင်ပွဲတစ်ပွဲရယူသွားမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ hoof သင်းကိုအဲရွေးချယ်ပေးချင်တာမျိုးရှိပါတယ် Okay နောက်ထပ်ပွဲစဉ်တစ်ပွဲနောက်ထပ်ပွဲစဉ်ကလည်းပုံစံတူပါပဲ Hoof လိုမျိုးပုံစံတူပဲပေါ့နော် Verona အသင်းနဲ့ Cagliari အသင်းရဲ့ပွဲစဉ်မှာ Serie A ပွဲစဉ်တစ်ပွဲကိုခံမှန်းပေးကြပါတယ်ဆိုတော့ Verona ကလက်ရှိမှာ ဒါအမှတ်ပေးစရာရဲ့အဆင့်၁၆နှစ်နေရာမှာရက်တည်နေတယ်စီးရီခုနှစ်ပွဲကစားပြီးထားတဲ့အချိန်မှာနိုင်ပွဲမရရှိထားဘူး၄ပွဲတည်ရေ၃ပွဲထိရှုံးနိုင်ထားတယ်နောက်ဆုံးရှင်းမဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလည်းတန်တက်ပီဇာအသင်းကိုယ်တော်မှာအနိုင်ရရှိအောင်မကစားထားနိုင်အောင်စီးစီးဆိုတဲ့တည်ရလက်မျိုးထွက်ပေါ်ခဲ့တာမျိုးရှိတယ်တစ်ဖက်ကကက်ကလီယာလီအသင်းကက်ကလီယာလီအသင်းကတော့ရလက်ပိုင်းကဗီရိုနာထပ်ဆိုင်ရင်တော့ကောင်းထားတယ်စီးရီခုနှစ်ပွဲကစားပြီးထားတဲ့အချိန်မှာ၂ပွဲနိုင်၂ပွဲတည်၃ပွဲရှုံးထားတယ်နောက်ဆုံးရှင်းမဲ့ကစားခဲ့တဲ့ပွဲစဉ်မှာတော့ဘိုလုံးနာအသင်းကို2-0ဆိုတဲ့ရလက်မျိုးနဲ့ရှုံးနိုင်ထားတယ် ဆိုတော့လက်ရှိကျွန်တော်တို့အာရှရဲ့အကျော်ပေးမှုကိုကြည့်အောင်အာရှရဲ့အကျော်ပေးမှုမှာဆိုလို့ရှိရင်တော့ဗီရိုနာတင်းရတဲ့ level 80ပေးထားတယ်ခိုးပေါင်းကြီးက2-20ဆိုတာမျိုးလေးပေးထားတယ်ဒါကလည်းဖဲဖြစ်တဲ့အကျော်ပေးမှုလို့ပဲကျွန်တော်တို့ဒါသုံးသပ်ရမှာလည်းဖြစ်ပါတယ်ကက်ကလီယာလီရဲ့အဝေးဝင်းစွမ်းဆောင်ရည် DRD ကိုကြည့်မယ်ဆိုလို့ရှင်တော့ကက်ကလီယာလီအနေနဲ့ DRD အဝေးဝင်း၃ဘွဲကစားပြီးတော့တဘွဲပဲရှုံးထားတယ်တဘွဲသိရတဘွဲနိုင်ထားတာဖြစ်တဲ့အတွက်ကက်ကလီယာလီအဝေးဝင်းပုံစံကောင်းရနေလို့ပြောရမယ့်အနေထားပေါ့နော်ဒီနေ့ထားမှာဗီရိုနာအနေနဲ့နိုင်ရင်လည်းဆိုရင်တော့ အနိုင်တဲ့ဂျီမျိုးပေးရမယ့်အနေအထားမျိုးဆိုတော့လက်ရှိမှာဒါ level 80ဆိုတာကလည်းပေးတဲ့အကျော်ပေးမှုလို့ကျွန်တော်ထင်တယ်။ဒါကြောင့်ဒီပွဲစဉ်မှာလည်းဒါ Verona အပြင်းနဲ့ရင်ခုန်ရင်တော့အကောင်းဆုံးဖြစ်မယ်လို့တော့ကျွန်တော်တော့ထင်ပါတယ်။ဆိုတော့ Cagliari အနေနဲ့ကတော့ဗောနော်အဝေးဝင်းဖြစ်တဲ့အနေအထားမှာ Verona အနေနဲ့ level 90လောက်ဆိုလို့ရှိရင်တော့မှဒါ fair ဖြစ်တဲ့အနေအထားမှာမနက်ခင်းအားထပ်ပြင်းရှာလာပြီးလက်ရှိမှာ level 80ဆိုတာကတော့ Verona ရင်ခုန်တဲ့အနေအထားမျိုး Bukiri အနေနဲ့ အဲဗီရိုနာကိုအထင်ကြီးတဲ့အနေအထားမျိုးလေးလို့တော့ကျွန်တော်တို့ဒါသုံးသပ်လို့ရပါတယ်။ဒါကြောင့်ဒီပွဲစဉ်မှာဗီရိုနာနိုင်ပွဲပြန်လည်ရှာတွေ့သွားမယ်လို့ကျွန်တော်တို့ထင်ပါတယ်။ဟုတ်ကဲ့ပါဒါကတော့တင်းနေဒီမှာရှင်ပြန်ကစားမယ့်ပွဲစဉ်လေးတွေက free ပွဲစဉ်နှစ်ပွဲကိုရွေးချယ်ပေးကြတာလည်းဖြစ်ပါတယ်။ကြန့်ရှိနေတဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်တို့ရဲ့ member group လေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ဂျန်ဂျင်နဲ့ညီကိုတွေအတွက်ကလည်း fiber number လေးချပေးထားပါတယ်။ဆိုတော့ချစ်စုပေးကြတဲ့ညီကိုတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။ common boss မှာလည်းအမြင်လေးတွေကိုဝေမျှပေးကြပါအောင်ခင်ဗျာ။ကျေးဇူးအထူးပဲတင်ရှိပါတယ်။